ူတိုင်းကားစီတိုင်အောင်ဈေးသက်သာစွာရောင်းနေပေမယ့်အဆုတ်တွေကိုရောင်းနေဆိုပြန်လူပြောများနေတဲ့ဒုံဒုံလေးဒီမနက်ကလူတိုင်းကားစီတိုင်အောင်စေတနာထားကရောင်းပြီးနေပေမယ့်အဆုတ်တွေကိုလက်ပူလိုက်ပြီးတော့ရောင်းနေဆိုပြီးဝေဖန်ခံနေရတာကရွှေတန်းဒုက္ခဆေရှင်တော်ဆိုင်ကတထိမဒုံဒုံလေးပါဒုံဒုံလေးဟာမွေကလေးကအများကောင်းကြတွေကိုတဲပေါ်ပြီးတစ္ဆာဆိုပြီးမွေဖွားလာသူဖြစ်တယ်လို့ဆိုရတယ်။အဲကြောင့်လေးခုချိန်မှာတော့ဒုံဒုံလေးဟာရွှေဆိုင်ခုနှစ်ဆိုင်တိုက်ကိုလုံးကားစီအောင်များစွာကိုပိုင်ဆိုင်ထားတဲ့တထိမကြီးဖြစ်နေ စီဝါတက်နေရပါဘူးဒါပေမဲ့လူတွေကတော့ဒုံလုံးလေးဟာကားတွေကိုဂျင်းထည့်ရောင်းနေဆိုပြီးဆွဆွင်းကြပါရင်အထူးသဖြင့်တော့ဒုံလုံးလေးစီကဝင်လိုက်တဲ့ရွှေတဲ့ပစ္စည်းတွေဟာအယောင်ကြကြအခုဒုံလုံးလေးဟာကားလောက်ကတွေဝင်လာတဲ့ဆိုတော့ကလည်းကားဆုပ်တွေကိုလက်ဝတိုင်းဖြင့်ကရောင်းချနေရလို့ပြောကြပါရင်ခုခါမှာတော့ဒုံလုံးလေးကသူ့အောင်ဂျင်းထည့်ရောင်းနေဆိုပြီးဆွဆွင်းကြတဲ့ပုံမှာတော်တော်လေးကိုတင်းနေရပါဒုံလုံးလေးကသူ့အောင်ရိုင်းကားစီးနိုင်အောင်ကားလောက်ကအောင်လာတာဖြစ်ပေမယ့်မနာလိုတဲ့လူတွေကသူ့အောင်နာမည်ဖြစ်တာဖြစ်ကြောင်းပြောလာမှဖြစ်ပါရင် ီဒီယိုလေးကိုဆောင်းအောင်ကြည့်ပြတော့ကျေးဇူးထူပါတယ်ရှင်ပါတယ်နောက်ရက်တွင်မှလည်းဒီထက်ပိုပြီးတော့စိတ်ဝင်စားဖို့ရအောင်နဲ့ဆယ်လီဘရီကြောင်းရလေးနဲ့ပြန်လာခဲ့ပါဦးမရှင်